ီလောက်နိုင်ငံတော်အဆင့်ခေါင်းဆောင်ပေါင်းများများစွာတက်လာမဲ့ဟာတွေကိုရုရှားမထိနိုင်မှမနေဘူးအဲ့ဒါကိုဒီကောင်တွေကရှောက်ပြီး၆လုံးလှန်လုံးနေတယ်ဒီဘက်ကဗိုလ်ချုပ်ကြီးမြောင်းလိုင်းနဲ့သူကထောက်ခံသူများကလန့်သွားအောင်ပြီးတော့ဗိုလ်ချုပ်ကြီးမြောင်းလိုင်းနဲ့ထောက်ခံသူများကိုလှောင်ကျင်တဲ့ညီပိန်းအုပ်စုကိုလက်ရှိများလုံးမင်းပါပါခုဂျုံမျိုးမြတ်တင်း34ချက်လေးဂျုံနားထောင်ကြည့်အောင်ရုရှားရဲ့ရင်ပြင်းဒီပွဲအဲ့ဒါတော့အတူလေးပဲပြောရမယ်။ဘာလို့လဲဆိုတော့ရင်ပြင်းဒီပွဲကလက်စိတ်ဝင်စားဖို့ကောင်းတယ်။ရင်ပြင်းဒီပွဲကျင်းပဖို့ဒီရက်ပိုင်းလေးအလိုချာမှာထပြီးတော့ ရုရှားနိုင်ငံမော်စကိုဥတီပြန်တန်းတဲ့ဒရုန်းတွေမော်စကိုဥတီပြန်တဲ့ဒရုန်းတွေ၄သိန်းရောက်လာတယ်အဲ၄သိန်းရောက်လို့ရုရှားတပ်ဖွဲ့ဝင်တွေပြစ်ချလိုက်ရတယ်ပြစ်ချလိုက်ရတော့ပြစ်ချလိုက်ရတော့ဘာမှတော့မဖြစ်ဘူးယာအေးဆေးတော့ဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့အဲမော်စကိုရောက်လာမဲ့နိုင်ငံတကာခေါင်းဆောင်တွေရှိတယ်အဲခေါင်းဆောင်တွေအသက်အန္တရာယ်ကိုတာဝန်မခံဘူးတဲ့ယူကရိန်းကသမ္မတဇင်းစကီကထပြောချလိုက်တယ်ပြောချလိုက်တော့ဟိုကောင်တွေကရေးွက်တွေ့ကိုကြိုက်တာပေါ့ဟာယူကရိန်းသမ္မတဇင်းစကီကတော့ပြောပြီနော်ပြောပြီး မော်စကိုရုရှားမှာကျင်းပမယ်မော်စကိုမှာကျင်းပမယ်ဒီရင်းပြင်းကြီးချီတဲ့ပွဲကြီးခမ်းတာကိုဒီဘိုးဘိုးကြီးမင်းအွန်လိုင်းသွားမယ်ဟောသူတို့တော့ဒါမင်းအွန်လိုင်းပေါ့စကားစားမင်းအွန်လိုင်းအားသာသူတို့ပြောတာပေါ့ဒါပေမဲ့ဘိုးဘိုးကြီးမင်းအွန်လိုင်းကသွားမယ်အဲ့တော့ယူကရိန်းကဘုံလာပြီး drone ဝင်ဖြစ်ရင်တော့ဒုက္ခပဲအာဝမ်းသာတယ်ဘာညာပေါ့အဲ့ဒုက္ခဝမ်းသာတယ်ပါဖြစ်ကုန်ဆိုတော့ဘိုးဘိုးကြီးမင်းအွန်လိုင်းလို့ပြောပဲကြောက်လိုက်မသွားရတော့လောက်စဉ်းစားရတယ်ပေါ့နော်ဆိုတော့ယူကရိန်းသမ္မတဇယ်ဉ်စကီအဲ့လိုပြောလိုက်လို့မသိရင်ဘိုးဘိုးကြီးမင်းအွန်လိုင်းဟိုမှာပဲဟို drone ထိပ်ပြီးသိမယ်အတိုင်းပဲသူတို့ပြောနေတယ်အဲ့လိုပြောတော့တော်တော်ရီးဖို့တော့ကောင်းတယ် သူတို့မစင်းသားတဲ့ရှူတော်ကအဲ့ဒါသူတို့ရှောက်ပြောတာလူတွေကြားထဲမှာဟိုဘာလဲဆိုခွေးဝန်းတာအောင်လေးလေးပြတယ်သူတို့ရဲ့ဟိုဘက်အုပ်စုတွေအနီဘိန်းအုပ်စုများပေါ့နီဘိန်းအုပ်စုများခွေးဝန်းတာအောင်နီဘိန်းအုပ်စုများခွေးဝန်းတာအောင်လေးလေးပြတယ်သတင်းနဲ့ဘိုးတို့မချင်းမရောက်လိုက်ကအဲ့ကိုသွားတယ်ဘိုးတို့မချင်းမရောက်လိုက်တော့ထမမှုဒါမှတရုတ်သမ္မတလာအောင်ပါလေခင်ဗျာတရုတ်သမ္မတတော်လုံးလာမဲ့ဟာဟိုယူကရိန်းသမ္မတကသာအဲ့လိုဒရုန်းနဲ့တော့ပြစ်ကြည့်လေခင်ဗျာတရုတ်တရုတ်ကလုပ်တာစီးလမုန်ကြီးသွားမှယူရဲရရုရှားကမလုပ်တော့တရုတ်ကဝင်လုပ်မှယူကရိန်းကကင်သွားလိမ့်မယ်စီးလို့ကြီးသွားလိမ့်မယ်သူ့သမ္မတအထီးကြီး အဲ့တော့လုံရဲတယ်လုံကြည့်ပေါ်ပြီကျွန်တော်ပြောနေတာဒါမဲ့ခင်ဗျာယူကရိန်းတမနာကချိတ်ချောက်တာပဲလုံရဲတယ်သူမလုံရဲဘူးပြီးတော့နောက်တစ်ခုကမော်စကို drone နဲ့သူတို့ပြန်လဲဘလို့ပြန်ပြန်ဒီလုံရဲဒီလောက်နိုင်ငံတော်အဆင့်ခေါင်းဆောင်ပေါင်းများများတော့တက်လာမဲ့ဟာတွေကိုရုရှားမထိနိုင်မှမနေဘူးအဲ့ဒါကိုဒီကောင်တွေကရှောက်ပြီး6လုံးလန်လုံးနေတယ်ဒီဘက်ကဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းနဲ့သူကထောက်ခံသူများကလန့်သွားအောင်ပြီးတော့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းနဲ့ထောက်ခံသူများကိုလှောင်ကျင်တဲ့ညီပိအုပ်စုကိုအဲ့ဒီ ပြည်ပြည်သတင်းဌာနတွေကခွေးဝမ်းတောင်ရည်လေးလေးပြလိုက်တာဒါပဲဒီသတင်းပဲအဲ့တော့ဘိုးကြီးဘိုးကြီးမရလာတော့ရှင်းရှင်းလေးပဲဂရင်းဆိုင်သွားမှာဟောသွားမှာသွားမယ်လို့ဒီနေ့ညတော့ကြီးညာလိုက်ပြီသွားမှာတဲ့ကဲရှင်းရောမှတ်ပါလားကျွန်တော်ကဘိုးကြီးဘိုးကြီးမနဲ့ကြောက်မယ်ထင်တာဟောမကြောက်ဘူးသွားမှာတဲ့ကဲပွဲပြီးသွားပြီဒါမဲ့တို့ရတာတော့ကိုယ်ကယူကရိန်းဘက်ကပြန်တက်လာတဲ့ drone လေးစင်းတော့မော်စကိုမှာပစ်ချလိုက်ရတာမနေ့ကပစ်ချလိုက်ရဖြစ်သွားတော့ဒါအထူးကြတဲ့သတင်းပဲတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်เนาะဒါလေးကတော့ချိုးထက်ပေါ်တာအဲ့တော့ဒီနေ့အပေလေးကတော့ဆောက်လို့ရင်းနဲ့ပတ်သက်ပြီးတော့ဈေးတက်တာရောင်းမယ်ဆိုပြီးတော့ကြီးညာထားတဲ့သတင်းလေးတခု ွဲတော်လုပ်မယ်ပေါ့ဗျာအဲ့ဒါလေးကျွန်တော်ကြည့်ပြီးတော့ပြုစီစီတော့ဖြစ်တယ်ဒါပေမဲ့မေလ12ရက်နေ့နဲ့29ရက်နေ့အထိမေလ12ရက်နေ့29ရက်အထိနေပြီးတော့တပေါင်းခွင်မှာဇေယောင်းပွဲတော်တစ်ခုကျင်းပမယ်တဲ့အဲ့ဒါဘာလို့ဆိုတော့တန်တမ်မဏိဘီလက်မြင်းနဲ့အိဆောက်ပစ္စည်းတွေရောင်းမယ်တဲ့အဲ့ဒါဘသူတွေကဥစားမှုလဲဆိုတော့ UMFC ရဲ့ UMFC ကဥစားမှုကျင်းပမယ်ပေါ့ဗျာဥစားမှုနိုင်ငံတော်နဲ့ပေါင်းမှုကျင်းပမယ်ဘေး12ရက်နေ့29ရက်အထိပေါ့နော်ပြောရရင်တော့စုစုပေါင်း25ရက်ကျော်ကျင်းပမယ်25ရက်ကျော်ကျင်းပမယ်အဲ့မှာဘီလက်မြင်းအိဆောက်ပစ္စည်းမျိုးစုံတက်တာအောင်ရောင်းမယ်တဲ့ပြောတော့ကျွန်တော်လဲ ဝမ်းသာပါတယ်ဝမ်းသာပါတယ်ဘယ်လိုဝမ်းသာလဲဆိုတော့တလားဟိုရောက်မယ်ဆိုလို့ဝမ်းသာပါတယ်လို့ဒါပေမဲ့အခုဘီလက်မြေကြီးဝယ်လို့မရဘူးဈေးပေါ်တော့ဘီလက်မြေဝယ်လို့မရဘူးတိတ်ကို1000လောက်2000လောက်နဲ့ရောက်ရမယ်လို့အမိန့်ကျင်ကြတယ်အစိုးရအမိန့်ကအပေါ်မှာကျင်ကြတယ်အောက်မှာဖြစ်ကျင်တာဖြစ်နေတယ်ကျွန်တော်ဘာပြောမှမသိဘူး तू ကအမိန့်ကအပေါ်ကနေသာကျင်ကြနေကျင်ကြနေတာဈေးပေါ်ထဲမှာတိတ်ကိုဟိုအားတော့ဝယ်လို့မရဘူးတိတ်ကို4000လောက်ဝယ်လို့မရဘူးနော်အဲ့တော့တိတ်ကို4000နဲ့တော့ဝယ်လို့မရဘူးဘယ်လိုလုပ်ကြလဲ နော်တဲ့အိတ်ကို၄တောင်းနဲ့ဝယ်မရတဲ့ပြီးလက်မြေကိုဈေးတက်တက်တက်ရောင်းမယ်လို့အပေါ်ကလူကြီးတွေအမိန့်ထုတ်တာကြည့်ရတာအပေါ်ကလူကြီးတွေကအမိန့်သာထုတ်တာအောက်ကိုသူတို့မကြည့်ဘူးထင်တယ်အောက်ကိုဆင်းမကြည့်ဘူးထင်တယ်အောက်ကဘာဖြစ်လဲသူမသိဘူးထင်တယ်သိချင်းစိလည်းမရှိဘူးလို့ကျွန်တော်ယူဆတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုဟိုဈေးရောင်းမယ်ဟိုဟာပဲလေဈေးတက်တောင်းရောင်းမယ်မင်းတို့ဒါလောက်လို့အမိန့်ထုတ်လိုက်တာအမိန့်သာထုတ်လိုက်တာသူ့အမိန့်ကအောက်မှာအာနာတီလားမတီလားကိုခေါင်းဆောင်နေရမသိဘူးအဲ့ကတည်းကကျွန်တော်တို့တိုက်ပြရဘလို့လွဲနေလဲစဉ်းစားတာကြည့်အောက်မှာတဲ့အိတ်ကို၄တောင်းတော့မဟုတ်၄တောင်းခွဲတော့မရဘူးလေဝယ်လို့မရဘူးလေ ဒီကလေးပဲကျွန်တော်မိတ်ဆွေတယောက်ကျွန်တော်ကျွန်တော်မိတ်ဆွေကျွန်တော်တို့ကိစ္စရှိတယ်တယောက်ကတေချာပေါ်သွားတယ်အဲဆောက်လို့လောကဆောက်လို့နေပတ်တယ်လိုက်ပြီးဝါလုံးနေတယောက်ကပြောသွားတယ်လိုက်ဝယ်တာမရလို့ပြီးလိုက်ပြီးဘယ်မှဝယ်လို့မရလို့ကဲဝယ်လို့ကမရလို့လေဆိုတော့ဘာပြောမှန်းတော့မသိဘူးเนาะအဲ့တော့ဒါမဲ့လည်းထူးခြားတာကပန်ဘီလက်မြေရအောင်မှာ SCG ကထိုင်းရ SCG ကတရက်ကိုတရက်ကိုအတင်းမော၃စီးเนาะတင်းမော၃စီးနဲ့ SCG ကဓာတ်ရိုက်ကိုတော့တင်းမော၃စီးကိုခောက်တုတ်ခောက်ပြန်ဒီလို rotate လေးပို့နေတာ တီ30ကိုအစင်းလိုက်လျှော့တာတစည်းရင်လွတ်တယ်နောက်တစည်းထပ်လွတ်တယ်နောက်တစည်းလွတ်တယ်တစည်းကပထမရက်ကလွတ်လိုက်တယ်နှစ်ရက်လောက်ကြာရင်နောက်တစည်းထပ်လွတ်တယ်နောက်နှစ်ရက်ကြာရင်တစည်းအဲ့လိုလွတ်ပြီးတော့တခါတည်း rotate လဲပြီးတော့သူပတ်လိုက်ရိုက်ပြီးတော့တစည်းပြီးတစည်းညာကိုလွတ်နေလို့ကြားတယ်ဒါပေမဲ့အဲ့ဒီဒီဘီလက်မီဒီယာလည်းဘလောက်လွတ်လို့မလောက်ဘူးလေပြီးတော့တရုတ်အထိုင်းနိုင်ငံထဲမှာလည်းဘီလက်မီဒီယာမြန်မာလုပ်ငန်းရှင်တွေဘီလက်မီဒီယာတော်ဝယ်လုပ်ငန်းရှင်တွေပုံထပ်နေပြီလေဆိုတော့ပိုမဘီလက်မီဘီလက်မီနဲ့အိမ်ဆောက်ပစ္စည်းမျိုးစုံကိုထိုင်းမှာမှုဝယ်ပြီးဝယ်ကြရတဲ့အုပ်စုကတော်တော်လေးစုရှိတယ် အဲ့တော့ဘယ်လိုလောက်ကြမလို့တော့မသိဘူးပြောတာပြောနေကြတာအစိုးရအပေါ်ကအမေးထုတ်တယ်အောက်ကလူကဖြစ်ချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ကဩလို့ဒီတပေါင်းခွဲမှာ15ရက်ကြာဈေးတောင်ရောင်းမယ်ဆိုတော့ဝမ်းသာပါတယ်လို့ဝမ်းသာပါတယ်လို့မြင်ရင်တော့လည်းစဉ်းကြည့်ကြအောင်လို့ပြောချင်တယ်အဲ့ဒါလေးပြောနေဒီလိုတော့တလောက်ပါပဲအားလုံးပဲကိုရင်းသာသိရှိပါတိုက်ပြီးတော့စေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းပြန်လည်တတ်ပြတ်နေကြတာကိုလက်ခုလောဝါဒီပြောနေတဲ့ဒီမိုက်လူရန်ကလူတက်ဂျမ်းပတ်အားပေးတယ်မှာခမောဖြစ်နေသလားဆိုတော့ပြန်လည်းမိကုန်းတော့ပြောရင်းနဲ့ခွန်လိုက် ခုလိုသတင်းတွေကိုပြောပြပေးတော့တယ်ကျော်မျိုးမင်းကိုလည်းကျေးဇူးတင်ပါတယ်